မန္တလေးတိုင်းမန္တရာမြို့နယ်မှာဒေါ်လာရေးတက်တွေသိမ်းပိုက်ထင်းချုပ်ထားတဲ့စစ်ရေးအရာအရေးပါတဲ့လေကြောင်းရန်ကာကွယ်ရေးတပ်နေရာနဲ့ဆေတော်ကြီးရေလောင်တာဒမန်ကိုစစ်အုပ်စုကပြန်ထင်းချုပ်ဖို့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေစီကစုံစမ်းသိရှိရပါတယ်။ဒီဇင်ဘာ29ရက်စစ်စင်ရေးဒုတိယပိုင်းနဲ့တူဖော်ဆောင်ခဲ့တဲ့ရှမ်းမန်စင်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မဟာမိတ်တပ်တွေက2014လေကြောင်းရန်ကာကွယ်ရေးတပ်အင်ဂျင်မြိုင်နဲ့ဆေတော်ကြီးစခန်းအပအဝင် စစ်ကောင်စီစခန်း40ခန်းကိုသိမ်းပိုက်ပြီး မတရားမျိုးနဲ့အရှိချမ်းကိုထိန်းချုပ်ခဲ့တာပါအင်ဂျင်ပြိုင်လေကြောင်းကာကွယ်ရေးတပ်ကိုသိမ်းပိုက်ခဲ့ရမှာလေလက်နက်ခဲယံအများပြနဲ့စစ်တုပ်ပန်းအများပြကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့စစ်တပ်က2025နှစ်စန်းပိုင်းကစပြီးတနန်းစင်းစစ်သားတပ်တွေစစ်တပ်လက်အောက်ခံပြည်စော်တီတွေအပါအဝင်တပ်ဖွဲ့ဝင်အင်အားထောင့်ချီအသေးခံ drone လေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူအများပြအုံပြီးတပ်ပြန်ထုတ်စစ်ဆင်ခဲ့တာကြောင့်ဖျောင်းတောင်ရွှေလောက်က FR ဘီလက်မြေစက်ရောင်အပါအဝင်စခန်းအများပြကို PDF တွေကပြန်ပြီးလက်လွတ်ခဲ့ရပါတယ် အခုခေါက်ကြွနေတဲ့စကန်တွေထဲကအင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်တပ်နဲ့စေတော်ကြီးရေလောင်းတမန်စကန်တို့ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကကျွန်းမင်ရွာနဲ့တဖန်းကိုင်းရွာတို့မှာစစ်အင်အား300ခန့်ရောက်ရှိနေတယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်တပ်ကတပ်စုဖွဲ့ထားတဲ့ကျွန်းမင်နဲ့တဖန်းကိုင်းရွာဟာလေကြောင်းရန်ကာကွယ်တပ်နဲ့အလွန်ဆုံးနှစ်မိုင်ခန့်အကွာမှာရှိပြီးကျောင်းမှာကျေးရွာ300လောက်ပဲရှိနေတယ်လို့သိရတာပါ။ ဒါ့အပြင်စစ်တပ်ကမတရားမျိုးအရှိချမ်းကိုအခုရပိုင်းအတွင်းမှာဘုံကျဲမှုတွေဆက်ပြီးလှုပ်ဆောင်လာခဲ့ပါတယ်။အော်တိုဘားလ26ရက်ကမတရားမျိုးနဲ့အရှိချမ်းမှာလေကြောင်းတက်ခိုက်ခံခဲ့ရပြီးပြည်သူ၄ယောက်တေဆုံးပြီး၉ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘား22ရက်မှာလည်းစိတ်သာရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးဒဏ်ရာရတာတွေများပြားခဲ့တယ်လို့သိရပါတယ်ရှင်။